အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ဖျားသခင်ကောင်းချီးပေးပါစေဒီကနေ့ပေးကမ်းခြင်းအကြောင်းနံပါတ်3เนาะဘာအကြောင်းနဲ့ပတ်သက်ပြီးပြောမလဲဆိုတော့ဒီနေ့မှာတော့အာမရှိစင်ရဲသားတွေကိုပေးကမ်းခြင်းဒါမှမဟုတ်လည်းအာလက်ရလက်ပြုတ်တဲ့မှုကိုလက်ဝဲတစ်ဖက်လည်းမတောင်မတိစင်နဲ့ဆိုတော့အာအကြောင်းအရာလေးကိုကျွန်တော်ပြောပြခြင်းပါတယ်เนาะကျွန်တော်တို့အာ အာခရိယန်နေเนาะအထူးသဖြင့်ခရိယန်နေပေါ့เนาะဆိုတော့ဒီကနားထောင်တဲ့သူထဲမှာခရိယန်တွေလည်းရှိမယ်တခြားတခြားအာခရိယန်မဟုတ်တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ခရိယန်တွေကြားထဲမှာနာမည်ကြီးတဲ့ယာကပ်ပါဆိုတော့အလူပေးတဲ့ခါကြရင်တဲ့เนาะလက်ရလက်ပြုတ်တဲ့မှုကိုလက်ဝဲဖက်တော့မသိစင်နေတယ်เนาะကျွန်တော်တို့ကိုပြောကြတယ်ဆိုတော့ဟိုအလူထက်တော့မှလက်ကိုကျစ်ပြီးတော့ဒီလိုထဲ့ကြတယ်เนาะအမ်ဘယ်လိုလဲဆိုတော့အဲ့ဒီအဲ့ဒီဂျမ်ပိုက်ပေါ်မှာအခြေခံပြီးတော့ပြောကြတယ် ဒါပေမဲ့အာနှုတ်ကပတ်တော်ကိုတေချာလေ့လာလို့ရှိရင်เนาะအဲ့ဒါကပေးကားတဲ့ခါမှာတချို့ကိစ္စတွေကเนาะသူများမြင်လဲကိစ္စမရှိဘူးသူများကြားလဲကိစ္စပြသူများသိလဲကိစ္စမရှိဘူးเนาะတချို့ကိစ္စတွေကြတော့သူမသိသူမသိလူလူမသိသူမသိလောက်ရတဲ့အခန်းကဏ္ဍလေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့ကလက်ရလဲဖွဲလောက်တဲ့မှုကိုလက်ဝဲလက်တော်မသိစင်းနဲ့ဆိုတော့တကယ်တော့အာနောက်ဆုံးကျတော့ဘာသာရေးလို့ဖြစ်သွားပြီးနောက်ဆုံးကျတော့ကက်စီနေတာเนาะကက်စီနေတာဘာလဲတကြက်တံပဲထဲလို့သူများမမြင်စေချင်လို့ เนาะအဲ့ဒါအဲ့လိုဖြစ်သွားတယ်ဘုရားကျောင်းတွေမှာเนาะကျွန်တော်ဘုရားကျောင်းတွေမှာဟိုအမှုတော်ဆောင်လုပ်တယ်เนาะကျွန်တော်ပတ်စံအာပတ်စံရေးတွက်တဲ့နေရာတွေเนาะဟိုဒပန်တာထိန်းတွေကျွန်တော်လည်းလုပ်ပူပါတယ်เนาะဘုရားကျောင်းတွေဘယ်လိုလှုပ်ရှားလဲဆိုတော့ကျွန်တော်သိတယ်ဆိုတော့ကျွန်တော်တို့ကဒါကိုယ့်ရဲ့ hypocrite ပေါ့နော်ကိုယ့်ရဲ့ဟန်ဆောင်မှုကိုဖုံးကွယ်တဲ့နေနဲ့ကျမ်းကျမ်းပိုက်ကိုအသုံးပြုပြီးလှုပ်ဆောင်တာလည်းရှိတတ်တယ် လူတိုင်းကိုမဆိုလို့ပါဘူးဒါမဲ့ဒီကျွန်တော်ခုလက်ရလက်ပြုတ်တဲ့မှုကိုလက်ဝဲတက်တော့ဖက်တောင်မသိစေနဲ့ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကယူပြီးတော့ကိုလေးလိုချင်တယ်လို့ဆွဲရတုံးပြီးတော့ပါတယ်တကြက်တာမဲ့ဖះเจ้าထဲမှာထည့်ဖို့เนาะအတန်အ ਨੇ ဆုံးအတန်မဲ့ထည့်ဖို့အဲ့လိုပဲအကြောင်းအရာဖြစ်တယ်လို့ဖြစ်သွားတယ်เนาะအဲ့လိုပြောတယ်လို့ဖြစ်သွားတယ်ဒါမဲ့စန်းစာထဲမှာကျွန်တော်တို့ကိုအဲ့လိုပြောထားတာမဟုတ်ပါဘူးเนาะတကယ်တော့ဒီကျွန်တော်တခြားယုံကြည်သူတွေကျွန်တော်မြန်မာပြည်မှာဆိုရင်ကျွန်တော်မြန်မာလူမျိုးတွေကြားထဲမှာဆိုရင်เนาะကျွန်တော်ခရစ်ယာန်မဟုတ်တဲ့တခြား အာတခြားယုံကြည်သူတခြားဘာသာကိုယုံကြည်တဲ့သူတွေเนาะသူတို့တွေကလူလုံးတဲ့ခါကျရင်ဗာလဲဟိုကြော်ညာတယ်เนาะတကဘာလုံးတိအောင်ကြော်ညာတယ်လောက်ကြတယ်ဆိုတော့ကျွန်တော်ခရစ်ယာန်နေနဲ့ဆိုတော့စန့်ကျင်ဘက်လို့ဖြစ်ဖြစ်တော့မဖြစ်ပါဘူးတချို့ကိစ္စတွေကကြော်ညာလို့ရတယ်တချို့ကိစ္စတွေပြောလို့ရတယ်တချို့ကိစ္စတွေကျတော့ဘယ်သူမှပြောလို့မရဘူးဘာကြောက်လဲဆိုတော့ကိုကျွန်တော်ပြောပြမယ်အာမင်ဆိုတော့နှုတ်ကပတ်တော်ကိုအရင်တွားရအောင် ဆိုတော့နှုတ်ကပတ်တော့မှာအာ arms giving เนาะအင်္ဂလိပ်လိုဆိုတော့ arms giving ALMS เนาะ ARMS မဟုတ်เนาะဒီဟာမဟုတ်ဘူးเนาะအာ arms giving ဆိုတော့မတဲ့ခန်းကြီး6မှာဘယ်လိုရေးထားလဲဆိုတော့လူများမြင်စေခြင်းကကိုကျင့်တီလာကိုသူ့ရှိမောက်နိုင်မချစ်မိကြောင်းသတိပြုကြလောသူမဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တော့ဘာထာမအကျိုးကိုမခံရကြထို့ကြောင့် တင်တို့ဒီအလူဒါနကိုပေးတော့ခါကျွန်တော်ဒီ King James version ကျမ်းစာမှာရှိတာ arms giving လို့ခေါ်တယ်နော်အတိတ်ဘယ်ကဆိုတော့မရှိစင်ရဲသားတွေကိုပေးတဲ့ခါအဲ့လိုအတိတ်ပဲရတယ်နော်မရှိစင်ရဲသားတွေကိုပေးတဲ့ခါလူဝတ်တော်သူတို့ဒီလူများချီးမှုကိုခံလို့ပွဲလာတဲ့ပြည်၌မိမိတို့ရှေ့မှာတပိုးခရမဟုတ်စေတဲ့နေ့တူမပြုတ်ကြနဲ့တဲ့နော်အငါမန်ကာဆိုဒီကထိုသူတို့ဒီမိမိအကျိုးကိုရကြပြီဆိုလိုတာကဒီဒီစင်ရဲသားတွေကိုအလူပေးတယ်နော်တပိုးခရမဟုတ်ပြီးတော့လူရှေ့မှာ ငါဘယ်လောက်ပေးလဲငါဘယ်လောက်ပေးလဲဆိုတော့ကိုကြုံရတယ်အဲ့ဒီလူတွေကဖျားသခင်စီရတဲ့အချိုးမရအောင်သူတို့ကပါလဲလူရဲ့ဂုံတီရသွားပြီနော်ဒီမှာအဲ့ဒါကိုပြောချင်တာတင်းတို့ဒီလူဒါနပေးတော့အခါပေးချောင်းကိုမထင်ရှားစေခြင်းကလက်ရလက်ပြုတ်တိမှုကိုလက်ဝဲဖက်မြမသိစေနဲ့ဆိုတော့ဒီချမ်းပိုက်ဖြစ်တယ်နော်ကျွန်တော်ယုံကြည်သူတွေခရစ်ယာန်တော်တော်များများကင်တဲ့အချမ်းဆိုတော့ဒီနေရာမှာဖခင်ယေရှုကဘာကြောင့်လက်ရလက်ပြုတ်တဲ့မှုကိုလက်ဝဲဖက်တော်မသိစေနဲ့ဆိုတော့ဘာလဲ တင်တို့ဒီအလူဒါနကိုပေးတော့ခါကျွန်တော်မြန်မာကျမ်းစာဆိုတော့လူဒါနလို့ရေးထားတယ်အင်္ဂလိပ်ကျမ်းစာ arms အတိတ်ဘယ်ကပါလဲစင်ရဲသားတွေကိုပေးတဲ့ခါမှာနော်ဥပမာဆိုပါတော့ဒီဟာကဘာကို okay um ဒီဟာကဘာကိုဆိုလို့လဲဆိုတော့ဥပမာဆိုပါတော့အခုနားထောင်နေတဲ့ mix တွေကကျွန်တော်တငယ်ချင်းအရင်ခေါက်ခေါက်နော်ကျွန်တော်ရက်ွက်ထဲမှာကျွန်တော်အိမ်နားမှာနေတယ်မဟုတ်လဲကျွန်တော်တပြားကျောင်းထဲမှာနေတယ် ဒီမှာရှိတဲ့အတကယ်တကယ်ချင်းကပါဖြစ်လဲအစင်မပြေလို့ငွေရေးကြီးတစ်ခုခုเนาะဒုက္ခတစ်ခုခုရောက်လို့ကျွန်တော်ကเนาะကုငီလိုက်တယ်ဥပမာဟိုအကျွေးကိစ္စပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်เนาะလူတိလို့မကောင်းတဲ့เนาะအရာတွေ mix ဆွေးစမှာပြဿနာတွေရှိနေတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုတော့ကုငီလိုက်တယ် တော့ကုငီလိုက်တဲ့ဟာကိုကျွန်တော်ကဟေးဒီမှာနော်ကိုဘတူကတူမဘတူဘတူကိုကျွန်တော်ကကုငီလိုက်ပါတယ်ဆိုပြီးတော့ခုနပြောတယ်လို့ပါတယ်လူရှိမှကျွန်တော်တော့ပြောလိုက်လို့ရှိရင်ကျွန်တော်ပြောလိုက်တဲ့ဟာကကိစ္စမရှိဘူးကျွန်တော်ပေးရတဲ့ကုငီလိုက်တာတော့ကောင်းပါတယ်ဒါပေမဲ့အကူငီခံရတဲ့လူကဘာဖြစ်သွားလဲတဲ့လားအရှက်ပြန်ပြန်ခွဲသွားတာသူရဲ့ဒုက္ခပြဿနာတွေကိုဘာဖြစ်လဲလူရှိမှအကုန်ဖော်ကောင်းလုပ်သွားတာကျွန်တော် Facebook တွေမှာလည်းတွေ့မှုပါတယ်နော်သူတို့ကအလူပေးတယ်တကယ်တော့အလူပေးတာမဟုတ်ဘူး Facebook မှာဓာတ်ပုံရိုက်ဖို့တော့အလူ ပေးတာဆိုတော့အလှပေးတဲ့ပုံလေးကိုဗာလဲဓာတ်ပုံရိုက်ကြတယ်နော်တချို့ဟာတွေကြတော့လဲလူသက်သေဖြစ်ဖို့ရိုက်တာနော်ဟိုအဲ့ဒါတွေကကိစ္စဖြစ်ကျွန်တော်ပြောချင်တာကကိုနာမီကြည့်ဖို့အတွက်လုပ်နေတာပေးတာကတကြက်နော် Facebook ပုံမှာတင်တာကများများဖြစ်နေဆိုတော့အဲ့ဒီ Facebook ပေါ်တင်တာကိုပြဿနာရှိတယ်လို့ကျွန်တော်မဆိုလိုပါဘူးနော်ပြောချင်တဲ့ point ကပါလဲဆိုတော့လူတယောက်အားနေနေတဲ့ဟာနော်မရှိစင်ရတာသူ့သူ့ရဲ့အဆက်ကိုပြန်ပြန်ခွဲလိုက်တာ ਨੇ အတူတူပဲဖြစ်တယ် အဲ့ဒီအရာကိုကွဲကားခြင်းလို့ဒီအရာကိုပြောတာဖြစ်တယ်အဲ့ဒါကြောင့်တဆုံတယောက်ကဒုက္ခရောက်နေတဲ့ပြဿနာဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲသူများကိုပြောဆရာမလို့ကြောင်ရဆရာလည်းမလို့သူများဘသူမှလည်းတလောကလုံးကိုလည်းပြောဆရာမလို့ကိုကအตาလေးပေးပြီးတော့ပါဖြစ်လဲအตาဒီတိုင်းပဲနေလေလိုက်သူ့ကိုကူညီပေးလိုက်လူမတိသူမတိကူညီပေးလိုက်အဲ့ဒါပဲဖျားတခင်လိုချင်တာအဲ့ဒါပဲနော်ဆိုတော့တေနုတ်ဒီဆက်ဖတ်ရအောင်ကျမ်းစာ um verse 3အမထေရှားတော့အရာကိုပြ ပြုတ်တော်မူသောတင်တို့အဖအကျိုးကိုထင်ရှားစွာပေးတော်မူလို့တဲ့ဆိုတော့သူများရဲ့အချက်သူများဆင်းရဲသားတယ်လို့သူတို့ကပြဿနာဖြစ်နေတော့လူမတိမထင်ရှားမခံချင်တဲ့လူရဲ့ကိစ္စကိုကိုကနော်မကြောင်ညာပဲနဲ့တလောကလုံးမသိအောင်မပြောပဲနဲ့ Facebook မှာမ post ဘူးမကြောင်ညာပဲနဲ့သူ့ကိုပဲတိတက်ကိုကြီးလိုက်တဲ့ခါကျဘာဖြစ်သွားလဲဖယားကအကျိုးကိုထင်ရှားစွာကိုကိုပေးမယ်တဲ့နော်အာမင်ဆိုတော့တချို့တွေကအဲ့ဒီအပေါ်ဟာကိုပဲပြောကြတယ်နော်ယုံကြည်သူတွေ ယုံကြည်သူတွေတော်တော်များများအဲ့ဒါကိုပဲအပေါ်ဟာပဲနော်လက်ရတဲ့ပြုတဲ့ဖို့ကိုလည်း welfare မသိစေအဲ့ဒါပဲပြောကြတယ်ဒါပေမဲ့အောက်ကအเจ้าမှလည်းဆက်ရေးထားတဲ့အရာရှိတယ်အဲ့ဒါကပါလဲဆိုတော့ဒီမှာ suit down နေဟာ now verse 5တင်းတို့ဒီ suit down ပထနာပြုတော့ကလေဝတ်တော်သူတို့သူမပြုတ်ကြနဲ့သူတို့တို့ဒီလူများရှိမှထင်ရှားစေခြင်းကပွဲလန်းတပင်လမ်းဆောင်လမ်းဝါတို့နဲ့ရက်လက် suit down ခြင်းကအလိုရှိကြ၏တဲ့ငါမန်ကဆိုဒီကထူထူတို့ဒီ မိမိတို့အကျိုးကိုခံရကြ යි excuse me တင်တို့ဒီဆူတောင်းတော့ကစိတ်ညံရခတ်တော့ဝေးတကားကိုပြေးပြီးမထင်ရှားတော့ရဲ့နဲ့ရှိတော်မတော်တင်တို့အဖကိုဆူတောင်းတော့မထင်ရှားတော့ရာကိုမြင်တော်မူတော့တင်တို့အဖဒီအကျိုးကိုထင်ရှားစွာပေးတော်မူလာတန်တယ်ဆိုတော့ဒီနေရာမှာနော်ခုနပထမလက်ရလက်ပြုတ်တဲ့မကိုလက်ဝဲလက်မတိစေဆိုတဲ့အကြောင်းရတော့အရနာမိကြည့်ဒါပေမဲ့ဆူတောင်းတဲ့ခါမှာလူရှိမှမတောင်းနဲ့တဲ့ခါနဲ့မှတိတ်ဆိတ်ဆိတ်တောင်းတဲ့ကျွန်တော်ခရစ်ယာန်နေနော်အထူးသဖြင့်ဆူတောင်းချင်လိုက်တာပြောမနေနဲ့နော်လူရှိသူရှိဆိုနော် ပြောချင်တာကအပေါ်ဟာကအဲ့လိုမှန်နေဆိုအောက်ကဟာလည်းမှန်ရမလဲနော်အခန်းထဲမှာပဲတိတ်ဆိတ်စွာဆူတောင်းပါတယ်နော်အဲ့လိုမဟုတ်ပါဘူးအပြောချင်တဲ့အတိတ်ပဲကပါလေကိုကူငီလိုက်တဲ့လူကိုပေးလိုက်တဲ့သူရဲ့အခြေအနေပေါ်မှာမူတည်ပြီးကိုကအဖို့ကောင်မလုပ်ပြီးပို့ကျွန်တော်တို့ဖျားတခင်ကအဲ့ဒါကိုပြောချင်တာဖြစ်တယ်မေတ္တာဂယုဏထားဖို့ဖြစ်တယ်နော်ဆိုတော့ကျမ်းစာထဲမှာတချို့နေရာမှာ ဒီကျွန်တော်ဒီတစ်ခုပဲကျွန်တော်အရင်ရှိမရှိအောင်လို့အာ first chronicle ရာဇဝင်ချုပ်29မှာဒါဝိမင်းကြီးကပါလေသူထဲထားတဲ့အရာသူလှူထားတဲ့အရာတွေအကုန်လုံးကိုတန်းစီပြီးမှတ်တမ်းတင်ထားတာတွေ့ရတယ်။တခြားကျန်းတခြားတခြားကျန်းစာမှာတခြားလူတွေလည်းမှတ်တမ်းတင်ထားတဲ့ဟာတွေရှိပါတယ်။ဒါပေမဲ့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့ point ကတချို့အလှကိစ္စတွေကမှတ်တမ်းတင်တာကိစ္စမရှိဘူးပြောတာကိစ္စမရှိပါဘူး။အဲ့လိုပြောလို့ဝါကျွမ်းနေဖို့လည်းပြောချင်တာမဟုတ်ပါဘူး။နော်လူသိဖို့နော်ဒီဒီဒါဝိမင်းကြီးလို့ဆိုတော့ပါလေငါ ငါဘိတ်မှာတော့ဆောက်မယ်ငါကဒီဒီလူကိုဘယ်သူထဲ့မလဲဆိုပြတော့သူမြောက်ကိုထဲ့ခိုင်းတယ်ပြဿနာမရှိပါဘူး this no problem အဲ့ဒီဟာမျိုးပြဿနာမရှိဘူးကျွန်တော်ဘယ်လောက်ထဲ့မယ်ကျွန်တော်ဘယ်လောက်ထဲ့မယ်ကျွန်တော်ဘယ်လောက်ထဲ့မယ် okay ကိစ္စမရှိဘူးလေအဲ့ဒါတွေကပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ပြဿနာရှိတာကပါလဲဆိုတော့သူများအားနည်းနေတဲ့သူကိုကူညီရဲဆိုတာကိုဖော်ကောင်းမလုပ်မိဘူးအာမင်အဲ့ဒါကိုပြောချင်တယ်ဆိုတော့မရှိစင်းရဲသားတွေကိုကူညီတဲ့ခါကျတခင်ယေရှုကကျွန်တော်တို့ကိုဘယ်လိုတုံ့ပြန်ထားလဲဆိုတော့မဿဲ25မှာ အကြောင်းမူကားငါမွတ်တိတ်တော့ခါတင်းတို့ကြွေးကြ၏ငါဒီရင်ငတ်တော့ခါတင်းတို့ဒီတောက်ပူပေးကြ၏ငါဒီဧည့်သည်ဖြစ်တော့ခါတင်းတို့ဒီဧည့်သည်ဝတ်ကိုပြုကြ၏ငါဒီအဝတ်ချီစီရှိတော့ခါတင်းတို့ဒီအဝတ်နဲ့ဖုံးလွှမ်းကြ၏ငါဒီအနာယောဂါဆွဲတော့ခါတင်းတို့ဒီကြည်ရှုပြုစုကြ၏ငါဒီထောင်ထဲမှာနေရတော့ခါတင်းတို့ဒီငါထံသို့လာကြ၏ဟုမိန့်တော်မူလေဖြောက်မတ်တော့သူတို့ကသခင်ကိုရောဒီမွတ်တိတ်တော်မူဒီကို၎င်း အဘေခါ၌ကျွန်တော်တို့ဒီမြင်းရဲ့ကိုတော်ကိုလှုပ်ကြွေးပါသည်။ယင်ကတော်မူသည်ကိုအဘေခါ၌ကျွန်တော်တို့ဒီမြင်းရဲ့ကိုတော်ကိုတောက်ဖို့ပေးပါသည်။ဧည့်သည်ဖြစ်တော်မူသည်ကိုအဘေခါ၌ကျွန်တော်တို့ဒီမြင်း၍ဧည့်သည်ဝတ်ကိုကိုတော်ပြုပါသည်။အဝတ်ချီစီရှိတော်မူသည်ကိုအဘေခါ၌ကျွန်တော်တို့ဒီမြင်း၍ကိုတော်ကိုအဝတ်နဲ့ဖုံးလွှမ်းပါသည်။အနာယောကဆွဲတော်မူသည်လကောက်ထောင်ထဲမှနေတော်မူသည်ကိုလကောက်အဘေခါ၌ကျွန်တော်တို့သည်မြင်၍အထာတော်၌ရောက်ပါသည်ဟုပြန်လျှောက်ကြသောမင်းကြီးကငါမှန်ကန်ဆိုသည်ကား ်တင်းတို့သည်ဤသူတိရသောငါငီတို့တွင်ငါငီတို့တွင်အငယ်ဆုံးသောသူတယောက်ကိုပြုသည်မရငါအားပြုကြပြီသခင်ယေရှုကပါဖြစ်လေမစင်းမရှိစင်းရဲသားတွေနဲ့အတူသခင်ယေရှုကရှိတာဖြစ်တယ်အာမင်အဲ့ဒီမရှိစင်းရဲသားတွေကိုကူငီတဲ့အခါမှာသခင်ယေရှုကပါလေငါကိုကူငီတယ်လို့ပြောနေတာဖြစ်တယ်အာမင် အဲ့ဒါကြောင့်ဒီမှာရှိတဲ့မိတ်ဆွေကိုအလှူပေးလိုက်တဲ့အရာเนาะကိုပေးလိုက်တဲ့ဆင်းရဲသားတွေအတွက်မြန်မာနိုင်ငံအတွက်တော်လကောက်တိုင်းနိုင်ငံတိတိမှာမရှိဆင်းရဲသားတွေကိုเนาะဟိုဖျားเจ้าတွေကတဆင့်တော်လကောက်ဘယ်လိုအားဖြစ်ဖြစ်ပေးလိုက်တဲ့အခါမှာသခင်ရှုကပါဖြစ်လဲကျွန်တော်တို့ပေးလိုက်တဲ့အလှူเนาะအဲ့ဒီလူတွေရဲ့ဆင်းရဲသားတွေမျက်နှာကိုထောက်ပြီးပေးလိုက်တဲ့အလှူမှာတမန်အားလုံးကသခင်ရှုကပါလဲငါကိုပေးတယ်လို့ပြောတာဖြစ်တယ်ငါကိုမဆတယ်လို့ပြောတာဖြစ်တယ်တချိန်ကြရင်ကောင်းကင်နိုင်ငံမှာအဲ့ဒါကကျွန်တော်တို့အတွက်စုလက်တရဖူဖြစ်လာမှာဖြစ်တယ် ်အာမင်မရှိစင်ရဲသားတွေကိုကူညီချင်လူတိရှာဆရာမလို့ပါဘူးကြောင်းရဆရာလည်းမလို့ပါဘူးအော်ငါဒီလောက်ဒီလောက်လှူလိုက်ပါတယ်ပြောဆရာလည်းမလို့ပါဘူးเนาะเนาะအဓိကဘာဖြစ်လဲကိုလှူလိုက်တဲ့လူတွေအဲမရှိစင်ရဲသားတွေစီကိုကိုကိုပေးလိုက်တဲ့အရာကရောက်သွားဖို့အဓိကကြတယ်ရောက်သွားတဲ့ခါကျသခင်ယေရှုကဘာပြောလဲငါကိုပေးတယ်တဲ့အာမင်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့ပြန်ပြီးတရဖူတွေပြင်ဆင်มาဖြစ်တယ်အာမင်အာမင်ကောင်းကင်နိုင်ငံเนาะကျွန်တော်ပြိမာမှာကျွန်တော်တို့ဒီ နိဗ္ဗာန်မှာကျွန်တော်ဖျားတဲ့ခင်ကျွန်တော်တို့ပြင်ဆင်ထားပြတဲ့ဆူလတ်တရာပူရီကျွန်တော်ပြန်ရမှာဖြစ်တယ်အာမင်နောက်ကြောင့်ပိုက်ဖတ်ရအောင်နော်ဒီဟာလေး ਨੇ အာအဆုံးတတ်ချင်တယ်တုတ်တန်ကြခန်းကြီးဆက်ကိုမှာပါဆင်းရဲသားတို့ကိုတနာတော်သူသည်ထာဝရဖျားအချီးငါတော်သူဖြစ်၍သူပြုတော်မူအကျိုးစီစုကိုဆက်ပေးတော်မူလိမ့်မည်ဆင်းရဲသားကိုတနာတော်သူသည်ထာဝရဖျားအချီးငါတော်သူဖြစ်၍သူပြုတော်မူဤအကျိုးကိုဆက်ပေးတော်မူလိမ့်မည်ဖျားသခင်ကပြောနေတယ်နော်ဆင်းရဲသားတွေကိုကြည့်ရှုတယ်ဆိုရင်မဖြစ်လေဖျားသခင်ကပြန်ပြီးတော့ အကျွေးဆက်ပဲတဲ့နော်နောက်ထုံးနောက်ဆုံးကြပိုက်ကတော့တရားဟောတုတ်တန်ကျမ်း28အာစင်ရဲ့တာတို့အဆုကျဲတော်သူဒီကိုတိုင်းမစင်ရဲ့ရတဲ့ဆိုတော့ဒီမှာကြည့်ဒီခုနကတော့ကျွန်တော်တို့စင်ရဲ့တာတွေကိုကူငေးတဲ့ခါမှာကောင်းကင်မှာနော်နော်ကျွန်တော်တို့ဒီနောက်ဘွားမှာနောက်ဘွားကြရင်ကျွန်တော်တို့ဖျားတိခေကပါလေကျွန်တော်တို့အတွက်ဆုကျေးဇူးတွေအများကြီးပြင်ဆင်ထားပေးတယ်ဒါပေမဲ့ဒီဘွားမှာစင်ရဲ့တာတွေကိုပါလေ စွန့်ကြဲတော်သူတာကိုယ်တိုင်မစင်းရရဘူးလေစင်းရဲသားတွေကိုပေးချင်ကန်းချင်တဲ့သူတွေစင်းရဲသားတွေကိုအမြဲတမ်းကူညီချင်တဲ့သူတွေတင်ဘတော်မှာစင်းရဲမှာမဟုတ်ဘူးတဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ဂတိတော်ပေးထားတယ်အာမင်အာမင်ဟာလေလုယာစင်းရဲသားတို့ကိုတနာတော်သူကထာဝရဘုရားကိုချီးငှားတယ်တဲ့ဖရာသခင်ကကျွန်တော်တို့ကိုချီးငှားခွင့်ပေးထားတယ်ဘယ်နေရာမှာလဲစင်းရဲသားတွေကိုပေးချင်အားဖြင့်ဖရာတခင်ကျွန်တော်တို့ကိုပါလဲအကျွေးပြန်ဆက်မှာဖြစ်တယ်အာမင်ဖရာသခင်ကအကျွေးဆက်တဲ့ခါကျရင်နော် ဟိုကိုပေးထားတဲ့အရာကိုပဲပြန်ဆက်တာမဟုတ်အစ30အစ60အစ100နဲ့ပြန်ဆက်တဲ့ဖရာသခင်ဖြစ်တယ်။အာမင်။အဲ့ဒါကြောင့်ကျွန်တော်ပြောပြမယ်။နှုတ်ကပတ်တော် excuse me နှုတ်ကပတ်တော်ထဲမှာပါတယ်နော်။ဟိုလက်ရလက်ပြုတ်တဲ့အမှုကိုလက်ဝဲလက်မမတိစေနဲ့ဆိုတဲ့အကြောင်းအရာကဆင်းရဲသားတွေကိုအထူးသဖြင့်မဆာချင်းကိုပြောချင်တာဖြစ်တယ်။နော်။တခြားဒီ ဟိုကြောင်းဆောက်အလှတို့တော့ကျွန်တော်ယုံကြည်ခြင်းကတိတို့ဟိုတခြားအဲ့ဒါတွေနဲ့မတူပါဘူးเนาะစင်ရဲသားတွေအထူးသဖြင့်ဒီစင်ရဲသားတွေကိုကိုကဘာအတုံးချပြီးတော့ကိုနာမည်ကြီးဖို့လုပ်တဲ့ဟာတွေဘုရားသခင်ကအဲ့ဒါမျိုးမလိုချင်ဘူးတင်တကယ်လို့အဲ့ဒါတွေလုပ်တယ်ဆိုတော့တင်အကျိုးကျေးဇူးတွေအားလုံးတင်ရပြီတဲ့เนาะတော့တင်တင်အဲ့ဒီတင်အဲ့လိုလို့နာမည်ကြီးချင်လို့ Facebook တင်ချင်လို့တခုခုကြောင့်တင်ရဲ့ motivation ကအဲ့ဒါဆိုရင်ဘုရားသခင်ကပြောလဲတင်စုကျေးဇူးကိုရပြီတဲ့เนาะနာမည်ကြီးလေ နင်ရသွားပြီနင်လှုပ်ချင်တဲ့နင်နာမည်ကြီးတဲ့နင်ရသွားပြီဒါမဲ့စင်ရဲသားတွေကိုတကယ်တနာတယ်ဆိုတော့ဘုရားသခင်ကဘာဖြစ်လဲကောင်းကင်နိုင်ငံမှာယေရှုကငါ့ကိုပြုစုတယ်ဆိုပြီးတော့တင့်ကိုဆုလာအများကြီးပေးအောင်မယ်ကောင်းကင်နိုင်ငံမှာဒီမြေကြီးပေါ်မှာလဲထာဝရဘုရားကိုချီးငါတော်သူဖြစ်တဲ့အတွက်ကြောင့်အစ30အစ excuse me အစ60အစ100ပြန်ဆက်မှာဖြစ်တယ်ပြီးနောက်ထပ်ဂတိကဘာလဲစင်ရဲသားတွေကိုတနာတော်သူကဘာဖြစ်လဲဆွတ်ကျဲတော်သူတွေ ကိုယ်တိုင်မစင်ရရဘူးတဲ့တုတ်တန်ချမ်း28မှာပြောထားတယ်အာမင်ဆိုတော့ပေကချင်းနံပါတ်3အနေနဲ့ဒီစင်ရသားတွေကိုပေကချင်း arms giving ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ sharing လုပ်လိုက်ပါတယ်အာအဘူးတူတာတော့လောက်ခွန်အားရမယ်လို့ယုံကြည်ပါတယ်เนาะဖျားသခင်ကောင်းကြည့်ပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်